စစ်ကောင်စီကကော့ဂရိတ်မြို့နယ်ကန်းနီကျေးရွာမှာဖုန်ကြီးကျောင်းတက်ပြီးဥပုပ်တီလာယူနေတဲ့ပြည်သူတွေကိုဘုံ၆လုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံတွေဟာထွက်ပြေးတင်းရှောင်နေကြရတယ်လို့စစ်ဆောင်ရေးကူညီပေးနေသူတွေကပြောပါတယ်။အောင်ခံပေးပို့ထားပါတယ်ရှင်။ဧပြီလ15ရက်နေ့မနေ့7ရက်နေ့ခွဲလောက်ကကင်းမီနယ်ကော့ကရိတ်မြို့နယ်ကန်းနီကျေးရွာဖုံးအင်းချောင်းကိုစစ်ကောင်စီကလေချောင်းကနေဘုံကျဲချတိုက်ခိုက်ခဲ့ပါတယ် ရှစ်ကောင်စီကလေချောင်းကနေဘုံကျက်တိုက်ခိုက်တာကြောင့်ကြံအကျင့်နေဖိုးရင်းချောင်းကိုဥပုပ်တီလောက်ယူဖို့ရောက်ရှိနေတဲ့ကလင်းငယ်၄ယောက်အပါဝင်ပြည်သူ၆ယောက်တည်ဆုံးပြီးတန်ခါ၃ပါးနဲ့ကိုရင်၇ပါးအပါဝင်ပြည်သူ၁၈ယောက်မော်လမြိုင်ရှေးုံကြီးမှာစေကူတော်မှုခံယူနေရပါတယ်။မြန်မာညမနေကဆိုရင်လူရဲ့နောက်မှာဟောက်လာသေးတယ်။အော်ညလည်းလက်လက်ကြီးလက်လက်ကြီးတွေတော်တော်များများပြတ်ထောက်နေတယ်။ ကန်ဒီရဲ့တဲ့ဟိုကန်ဒီအပြင်ကဟိုဘက်ကိုကာကိုကီးဘက်ကတော့ဂျုံတို့ဘက်ချမ်းမနေ့ကဆိုရင် နေ့ရက်လက်ချေဒီနေ့လက်ဒီနေ့ဆယ်လုံးလောက်ချေတယ်ဒီဂျုံတို့ဘက်ချမ်းမှာဆယ်လုံးလောက်ဖတ်ပြေးတယ်ဒီနေ့လူရင်ကတော့ဝခုတိဝဲနေတော့လက်ရှိတိုင်ရနေချင်းကတော့ဟိုမှာရွာမှာခုကကရှိသေးတယ်အဲ့ဒါဆင်းရဲကြတော့မရသေးဘူးယောဘူးလက်ရှိကလူတွေကကုန်ပြေးပြီးပုံဆိုတော့ အဲလက်ရှိအမနေ့ကမိနာရင်နဲ့ပုံမှန်ကိုပို့တာသက်ကနေရောက်ဒီကြောင့်ကနေဘုံကျဲတိုက်ခိုက်မှုတွင်ဒေသခံတွေကထပြေးသိမ်းရှောင်နေရတာကြောင့်ဒဏ်ရာရှိသူစီရင်ပြုစုလို့မရသေးပေမဲ့ထမှန်တိုးနိုင်တယ်လို့ဆစ်ဆောင်ရေးကူညီပေးနေသူတွေကပြောပါတယ်။ကြံကာလဘုံကြီးကျောင်းကိုပြတ်မှတ်ထားပြီးအပြစ်မဲ့ပြည်သူလူထုကိုဓာတ်ရိုက်ကျဲလိုက်တဲ့ဘုံလို့ Monfortel Council MSFC လူသားချင်းစာနာထောက်ထားမှုနဲ့ကယ်ဆယ်ရေးဌာနမှကပြောပါတယ်။ ချိန်မှာပဲပုံကြီးကျောင်းမှာအောင်ရည်တက်ကိုလက်ခံမှာမဟုတ်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုရင်တော့ပြဇံကာလမှာဟာဆရာစခန်းတို့ဟိုဒါထုတ်ဖို့အထူးသဖြင့်မုံပုံကြီးကျောင်းလည်းဖြစ်နေတဲ့အခါကျတော့အော်တော်နိုင်ရေးဖဲတက်မှာခွင့်ပြုမှာမဟုတ်ဘူး။ဟိုဒါမဲ့အဲ့ဒါကိုပြတ်မှတ်ထားပြီးတော့ပုံကြီးချောင်းကိုဖြိုတာတော့ဟိုအရန်လဲပါတာရေးကိုလည်းအလေးမသားသလိုပြောလို့ရှိရင်စိတ်ကြီးရဲ့ဦးနဲ့ကလေးပဲရှိတယ်လေဒီချိန်မှာပုံကြီးချောင်းသွားကြတာ ပါပြတ်မှန်လွဲတယ်လို့ပြောလို့မရဘူးပေါ့နော်လူတို့ကိုဟိုဟိုထားရိုက်ဒီလူတို့အပြစ်မဲ့ဒီလူတို့ပေါ့နော်ဘာမှမဆိုင်နဲ့စစ်နဲ့ဘာမှမဆိုင်နဲ့လူတို့ကိုဟိုတာကတ်ပြီးမှချဲလိုက်တဲ့ဘုံဖြစ်တယ်လို့ကျွန်မဘက်ကပြောချင်ပါလိမ့်ရှင်ရှစ်ကောင်စီရဲ့ဂျုံလုံးခြေဆိုင်ခမ545ခမ546တန်ရင်းတွေကရင်ခွဲတော်လမ်းပိုင်းကနေရေပူကြီးကော့ပါလေဝင်းပြနောင်တမန်သမိန်တို့တောင်ကမရိုင်မိကလုံးကြီးရွာတွေကို မေချောင်းမြင်းမြင်းမြင်းလဲနဲ့ကြီးတွေနဲ့ပြစ်ခတ်နေပါတယ်။လက်ရှိမှာလဲကြုံတုံးမျိုးနီးမှာဂရန်ယူဥဆောင်ပြီးစစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကမြေပြင်နဲ့ဝင်ရင်ကပါတိုက်ခိုက်နေတယ်လို့ဒေသခံတွေကသိရပါတယ်။ကျွန်တော်အောင်ခန့်ပါ။